တစ်ချိန်ကရွှေမြကန်းနာဒေတာတို့မှတိုင်းသူပြည်သားတွေအပေါ်ဖခင်တပွဲဆောင်းလျှောက်ပြီးတရားသဖြင့်အုပ်ချုပ်တဲ့ပညာရှိဘရင်ကြီးတပါးဆိုးဆန့်ခဲ့ပူပါတယ်။ဘရင်ကြီးကခေါင်းအားအပြင်းနဲ့တိုင်းပြည်ကိုအချိန်ကြာမြင့်စွာဦးဆောင်ခဲ့ပြီးအသက်အရွယ်ကြီးရန်လာချိန်မှာတော့သူ့ရဲ့ဂျမားကြီးအခြေအနေကိုသတိထားမိလာပါတယ်။ဒါကြောင့်ဘရင်ကြီးကသူ့ဘဝရဲ့နောက်ဆုံးနေ့ရက်တွေနဲ့နီးကပ်လာပြီဆိုတာကို စိတ်ထဲမှာခံစားလာခဲ့ရတာပေါ့။ဒီနေ့မှာတော့ဘရင်ကြီးက သူယုံကြည်ရတဲ့အမတ်ချုပ်ကြီးဦးဆန်တို့ကိုကော်ပြီးတိုင်ပင်ဆွေးနွေးခဲ့ပါတယ်။အမတ်ကြီးငါ့ရဲ့ကျမ်းမာရေးအခြေအနေနဲ့အချိန်တော်ကြတဲ့အထိအသက်ဆက်ရှင်နိုင်မယ်တော့မထင်ဘူး။ဒါဟာငါ့အတွက်လောကကြီးကနေနှုတ်ဆက်ခွင့်တောင်းတဲ့အချိန်ပဲ။အရှင်မင်းကြီးဘာလို့ဒီလိုမင်းကြားရတာလဲ။အရှင်ကအခုထိအယမ်းနာမကျန်းဖြစ်နေတာမှမဟုတ်ပဲ။ဒါမှမဟုတ်တနေရာကများမတတ်မသားဖြစ်လို့လား။ကျွန်တော်မျိုးဆေးဆရာကြီးကိုသွားခေါ်လိုက်ရမလား။ မလိုဘူးအမတ်ကြီးစေးစရာကလည်းငါ့ကိုကယ်နိုင်မှာမဟုတ်ဘူးတင်မင်းကငါနန်းတော်တကားဘဝမှာရက်နေပြီဆိုရင်ဘယ်စည်းဝါးမှတားဆီးနိုင်မှာမဟုတ်ဘူးဒါပေမဲ့ဘာပဲဖြစ်ဖြစ်ငါ့ရဲ့တိုင်းပြည်ကိုမင်းရဲ့လက်ထဲမှာစိတ်ချလက်ချအနှံ့သွားရတဲ့အတွက်စိတ်ချမ်းသာတယ်ငါတည်သွားမယ်ဆိုရင်တောင်းနောက်ဆံမတင်ရတော့ဘူးဒီလိုပြောပြတာနဲ့ဘယင်ကြီးကချက်ချင်းမဲ့သူ့အနားမှာတင်ထားတဲ့တော့ရှိချောင်းကိုထုတ်ပြီးအမတ်ချုပ်ကြီးကိုပေးလိုက်ပါတယ် ဒီမှာတော့ရှေချောင်းဒီတော့တွေကနန်းစစ်ရင်နာတွေထားတဲ့ဘန္နာတိုက်ရဲ့တော့တွေပဲငါသားတော်အင်ရှိဆံမနာငယ်သေးတဲ့အတွက်အခုလဲလဲဆယ်တော့မဲမဲဒီတိုင်းပြည်ကို စီမံခံွယ်ပါ သူ့ရွေရောက်ပြီးအကြီးချင်းနေပြေးလာလာပြီဆိုရင်ဒီတော့ခုနှစ်ချောင်းကိုသူ့ကိုပေးလိုက်ပါဒါပေမဲ့သတိထားရှေချောင်းမြောက်တော့ကိုတော့နောက်ထပ်၅နှစ်တည်တည်မင်းရဲ့လက်ထဲမှာပဲစက်ထိန်ထားရမယ်သူဘီရင်ကြီးအဖြစ်၅နှစ်အုပ်ချုပ်ပြီးမှသာအဲ့ဒီတော့ကိုပေးရမယ် ဘယင်ကြီးရဲ့အမိန်ကိုအသက်နဲ့ထပ်တူကာဝယ်ပါမယ်။ဒီတော့တွေက ကျွန်တော်အတွက်ပြည့်စုံမဟုတ်ပါဘူး။တာဝန်တစ်ခုလိုသတ်မှတ်ထားပြီးတာမို့စိတ်ချပါမင်းကြီး။ဟုတ်ပါပြီအမတ်ကြီး။မင်းဆိုရင်တော့ငါစိတ်ချပြီးသားပါ။နောက်ရပိုင်းအတွဲမှာပဲတိုင်းပြည်ရဲ့အခြေတော်ဖြစ်တဲ့ဘယင်ကြီးကတတ်တော်ကုန်ဆုံးပြီးလောကကြီးကနေထွက်ခွာသွားပါတော့တယ်။ဘယင်ရဲ့အမိန်တော်အတိုင်းတစ္ဆာရှိအမတ်ချုပ်ကြီးကလန်တွင်ရေးရနဲ့တိုင်းပြည်အုပ်ချုပ်ရေးကိုတာဝန်ယူခဲ့ရတာပေါ့။ နန်းတော်ထဲမှာဝမ်းနဲ့ပူဆွေးမှုတွေလွှမ်းမိုးနေတဲ့ကြားကငရွယ်သေးတဲ့အင်ရှိဆမ်မင်းသားကတော့ဖြူစင်တဲ့မျက်လုံးများနဲ့ကြည်ရင်အမတ်ချိုကြီးကိုမေးလိုက်ပါတယ်။အမတ်ကြီးခမဲတော်ကဘယ်သွားတာလဲ။လူတွေအားလုံးကလည်းဘာလို့ဒီလောက်တောင်ငုံနေကြတာလဲ။မင်းသားလေးခမဲတော်ကဖျားသခင်ရဲ့အိမ်ကိုကြွာသွားပြီ။အဲ့ဒီကနေမင်းသားလေးကိုကြည်နေလိမ့်မယ်။အခုမင်းသားလေးလောက်ရမှာကမြန်မြန်ကြည်ရွံ့ပြီးတော့ခမဲတော်ရဲ့ယာရုကိုစက်ခံရမယ်။ တနေ့ကျရင်ဒါလေခမဲတော်လိုဘင်းကြီးဖြစ်လာမှလာရင်ဖြစ်မှာပေါ်မင်းသားလေးခမဲတော်ထက်တောင်းပိုပြီးကြီးမြတ်တဲ့ဘင်းဖြစ်လာလိမ့်မယ်ဒါပေမဲ့ပညာသင်ကြားရမယ်နိုင်ငံရေးစစ်ပညာတွေအားလုံးကိုအခုအချိန်တည်းကသင်ယူရမယ်16နှစ်တိတိကြာပြီးတဲ့နောက်မှာတော့အိမ်ရှိဆံမင်းသားတီဟာဒီပါကခန့်ညှားလွတ်တဲ့အသက်20အရွယ်ကို ရောက်လာခဲ့ပါပြီဒီနှစ်တွေအတွင်းမှာသူက နိုင်ငံရေးစစ်ပညာနဲ့တရားစီရင်ရေးစတဲ့ဘရင်တစ်ပါးပိုင်ဆိုင်တဲ့အရေးချင်းတွေအားလုံးကို ပြေဆုံးနိုင်နှင်းစွာတင်ယူပြီးသားဖြစ်ပါတယ်။ဒါကြောင့်အင်ရှင်မင်းသားကအမတ်ချုပ်ကြီးရဲ့အကူအညီနဲ့ထီးနှံကိုသိမ်းယူပြီးအုပ်ချုပ်ခဲ့ပါတော့တယ်။ဘရင်ကြီးအခုဒီတိုင်းမီကဘရင်ကြီးရဲ့လက်ထက်ကိုရောက်လာခဲ့ပါပြီ။ဒါကြောင့်အခုချိန်ကစပြီးဆရာကြီးတွေတင်ပေးထားတဲ့အတိုင်းတိုင်းမီအေဂျင့်အောင်အုပ်ချုပ်ပါပြီးတော့ ဒီမှာကခမဲတော်ပေးခဲ့တဲ့တော်ခွန်တဲ့ချောင်းပါဒါတွေကဘန္နာတိုက်နဲ့လှုပ်ဝက်အခန်းတွေရဲ့တော်တွေပါတော်ခွန်တဲ့ချောင်းအဲ့ဒီအရာတွေကိုငါကိုယ်တော်ဖွင့်ကြည့်ခြင်းလာပြီဘီရင်ကြီးတီဟာရဲ့စကားကိုကြားတာနဲ့သစ္စာကံအမတ်ကြီးကချက်ချင်းပဲဘီရင်ကြီးကိုလှုပ်ဝက်တဲ့မြောက်ခန်းစီကိုခေါ်ဆောင်သွားပါတော့တယ်အဲ့ဒီနောက်ဘီရင်ကြီးကအဲ့ဒီတော်တချောင်းချင်းစီကိုသုံးပြီးအခန်းတိုင်းကိုဖွင့်ကြည့်လိုက်တဲ့အခါ တန်ဖိုးမပြတ်နိုင်တဲ့ယတနာပစ္စည်းတွေကိုမျက်စိချင်းလောက်အောင်မြင်လိုက်ရတော့တာပေါ့အံ့ဩစရာပဲဘလောက်တောင်များပြားတဲ့ဥစ္စာတဏလဲအမတ်ကြီးခမ ्या ကတကယ်ကိုတစ္ဆာရှိတဲ့သူပဲခမဲတော်ကိုပေးခဲ့တဲ့ဂရီအတိုင်းနှစ်ပေါင်းများစွာဆောင်းရှောက်ထိန်းနေခဲ့တယ်ခမ ्या ကိုကျေးဇူးတင်ပါတယ်အမတ်ကြီးဘယင်ကြီးဒါရီဟာအရှင်းအပေါ်ခမဲတော်မင်းကြီးရဲ့ပေးဆပ်မှုပါကျွန်တော်မျိုးကတော့ဆောင်းရှောက်သူတသက်ဖြစ်ပါတယ်အဲ့ဒီအချိန် နန်းတော်ထဲမှာသူတစ်ပါးကောင်းစားရင်ဒါမှမဟုတ်သူတစ်ပါးပျော်ရွှင်ရင်မနာလိုတတ်တဲ့ကိုရန်နိုင်ဆိုသူက အမတ်ကြီးရဲ့တစားရှိမှုကြောင့်အရေးပေးခံနေရတာကို မနာလိုဖြစ်နေခဲ့ပါတယ်။ဒါကြောင့်တနေ့မှာတော့သူကဘယင်ကြီးရဲ့အနာကိုကပ်ပြီးဂုံချောပါတော့တယ်။မင်းကြီးအရှင်မင်းကြီးသိပါသလား။နန်းတော်မှာမြေအောက်ခန်းကရှိခန်းရှိပါတယ်။ဒါပေမဲ့အရှင်မင်းကြီးကတော့ခွနဲ့ချောင်းပဲရှားခဲ့တာမဟုတ်လား။ပြီးတော့ အဲ့ဒီရှစ်ခန်းမြောက်ခန်းကတခြားခန်းတွေထက်အကြီးဆုံးပါဒါကိုအမတ်ချုပ်ကြီးကဘာကြောင့်မပေးတာလဲဆိုတာနားမလည်နိုင်ပါဘူးဒါမှမဟုတ်အဲ့ဒီခန်းတွေကရတနာတွေကိုလိုချင်လို့အမတ်ချုပ်ကြီးကတော့ကိုတင်ထားတာဖြစ်နိုင်တယ်ဘာအထမမြောက်အခန်းဟုတ်လားဒီလိုအခန်းမျိုးရှိရတာနဲ့အမတ်ကြီးကတော့ကိုဘာလို့မပေးရလဲအဲ့ဒါကြောင့်ပြောတာပေါ့တိုင်းသူပြည်သားတွေကလည်းအမတ်ချုပ်ကြီးက စီစဉ်နေကိုလူယူထားတယ်လို့ပြောနေကြပါတယ်။ဘာလို့သူကတော့ကိုဖုံးကွယ်ထားတာလဲ။အဲ့ဒီနောက်မှာတော့ဘယင်ကြီးကကိုရန်နိုင်ရဲ့ဂုံချိုစကားကိုယုံပြီးဒေါသရချင်းနဲ့အမတ်ချုပ်ကြီးကိုနန်းတော်ထဲခေါ်လိုက်ပါတယ်။ဥစံတို့ခမ ्या ကငါကိုရောကိုတစ္ဆာဖောက်တာလားအထမမြောက်ခန်းဆိုတာရှိရဲ့သားနဲ့ခမ ्या ကတော့ကိုဖုံးကွယ်ထားတယ်။အရှင်မင်းကြီးအရှင်ခမဲတော်ကကျွန်တော်မျိုးကိုအမိန့်ထုတ်ထားတာရှိပါတယ်။ အရာကအထမမြောက်တော့ကို အရှင်ဘရင်ဖြစ်ပြီးနောက်9နှစ်ကြာမှပေးရမယ်လို့ဆိုပါတယ်။ကျုပ်ခမီးတော်ရဲ့အမိန်ကိုစိတ်ဝင်စားဘူးအခုကျုပ်ကဘရင်မယ်တော့ကိုချက်ချင်းထုတ်ပြီးမဟုတ်ရင် ခမရဲ့ခေါင်းကိုဖြတ်ပြစ်မယ်။ဒီခါအမတ်ချုပ်ကဘာမှမတက်နိုင်တော့ပဲတုံရင်နေတဲ့လက်တွေနဲ့အထမမြောက်တော့ကိုဘရင်ကြီးတီဟာစီပေးလိုက်ရပါတယ်။ဘရင်ကြီးကလည်းတော့ကိုယူပြီးတာနဲ့အထမမြောက်မြောက်ခန်းစီကို အလောရကြီးသွားခဲ့တာပေါ့။ ပထမမြောက်အခန်းကကိုရန်တိုင်းပြောသလိုကြီးမားလွန်းနေဆိုတာမြင်ုံနဲ့တင်သိတာပါဗျ။ဒီလိုနဲ့ဘုရင်ကြီးကတိကျင်စိတ်ပြင်းပြစွာနဲ့တော့ကိုယူပြီးသူ့ကိုယ်တိုင်ဖွင့်လိုက်ပါတော့တယ်။ဒါပေမဲ့တကားပွင့်သွားတဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ဘုရင်ကြီးရဲ့တကိုယ်လုံးတောင်းတင်းသွားတော့တာပေါ့။အကြောင်းကတော့ယတနာတွေအပြစ်ရှိမယ်လို့ထင်ထားတဲ့အကန်ကဘာမှမရှိပဲအခန်းလို့တစ်ခုဖြစ်နေခဲ့လို့ပါ။ဒါကဘလို့ဖြစ်တာလဲ။ဘာမှမရှိပါလား။ လုံးဝကိုအခန်းကလွတ်နေတာပဲဒီကမှာတော့ဘယင်းကြီးရဲ့မျက်နှာဟာဒေါသစိတ်နဲ့ညီရဲ့လာပြီးအမတ်ကြီးကိုလည်းအော်ဟစ်ပြောဆိုလိုက်ပါတယ်ဥဆန်တို့အမှန်တိုင်းပြောစမ်းခမားကကျုပ်ရဲ့ဘန်နာတွေကို ခိုးသွားတာလားမင်းကြီးကျွန်တော်မျိုးအသက်နဲ့ထက်တူချိန်ဆိုပါတယ်ဘာမှမယူပါဘူးဒီခန်းကအစကတည်းကဒီလိုပဲလွတ်နေတာပါ လိန်နာခမားငါ့ကိုလှည့်စားနေတာ ရတနာထားတဲ့အကန်ကဘာလို့ဒီလိုလွတ်နေမှာလဲအဲ့ဒီအချိန်ရုတ်တရက်ဆိုသလိုဘယင်ကြီးကနန်ရံမော်ကပကြီကားတစ်ချက်ကို တွေ့လိုက်ပါတယ်အဲ့ဒီပကြီကားကအရန်ကိုကြောမလာပါတဲ့မိမ့်မပြူရဲ့ပုံသူဖြစ်နေကြတာပါဒါကဘသူလဲဘာလို့ဒီလောက်တောင် အမခန့်လှနေရတာလဲသူ့မျက်လုံးတွင်သူ့မျက်နှာဘလောက်တောင်ဆွဲဆောင်မှုရှိလိုက်တယ်လဲအဲ့ဒီလိုပြောရင်တစ်ချိန်တည်းမှာပဲဘယင်ကြီးကအသက်ရှူနှုံးမြင်လာပြီးရုတ်တရက် မြေပြင်ပေါ်ကိုလဲကြကသတိလက်သွားပါတော့တယ်။ဒီလိုရုတ်တရက်ဆန်တဲ့အခိုက်အတန့်ကြောင့်အမတ်ကြီးလဲထိတ်လန့်သွားခဲ့တာပေါ့။အရှင်မင်းကြီးတရိရပါအောင်မင်းကြီးအဲ့ဒီနောက်အမတ်ချုပ်ကြီးကသူ့ရဲ့ဘေးနားမှာရှိတဲ့နှင်းစီအည်ကိုယူပြီးဘယင်ကြီးရဲ့မျက်နှာကိုပတ်ဖြန်းလိုက်ပါတယ်။အဲ့ဒီအခါမှာဘယင်ကြီးလဲတရိရလာပြီးဖြည်းဖြည်းချင်းမျက်လုံးပွင့်လာခဲ့တာပါ။ဒါပေမဲ့ဘယင်ကြီးကတမတ်တဲ့စိတ်နဲ့ပကြီကားတဲ့ကမင်းကလေးကိုရှာခိုင်းမာတော့တယ်။ ဦးစံတို့ဒီမင်းကလေးကိုငါလိုချင်တယ်။ဘာဖြစ်ဖြစ် တိုင်းမိကိုဆွံ့ရမယ်ဆိုရင်တောင်းဆွံ့ရပါစေ။အသက်ပေးရရင်လည်းပေးရပါစေ။ဒီမင်းကလေးကငါမင်းမဖြစ်လာစေရမယ်။အရှင်မင်းကြီးကျွန်တော်မျိုးဒီမင်းကလေးကိုအပြင်မှာတစ်ခါမှမမြင်ဘူးပါဘူး။ဒါကပကြီကားတစ်ချက်သာဖြစ်ပါတယ်။မဟုတ်ဘူး။ဒါကငါရဲ့ကံညမာပဲ။သူ့ကိုလိုက်ရှာသူ့ကိုတွေ့ဖို့ပဲလိုတယ်။သူ့ကိုမရရင်ငါမရှင်းတတ်နိုင်တော့ဘူး။ ဒီခါမှာတော့ဘယင်ကြီးရဲ့အမိန်အရအမတ်ချုပ်ဦးစံတို့ကနန်းတော်ကနေချက်ချင်းထွက်သွားခဲ့ရတာပေါ့သူကတင်းမော့ပေါ်မှာကွန်ပျစီမျိုးစုံကိုတင်ဆောင်ပြီးယုံကြည်ရတဲ့အစီအကံနေနဲ့အတူကိုနေကြီးတယောက်လိုဟန်ဆောင်က ပကြီကားတဲ့ကမင်းကလေးရှာပုံတော်ကိုစတင်ခဲ့ရပါတော့တယ်သူတို့တိုင်းပြည်နဲ့အနည်းဆုံးစေကံတစ်ခုကိုရောက်လာတော့ကုံတေအောင်ဆောင်ထားတဲ့အမတ်ကြီးကအစီအကံကို အခုလိုပြောလိုက်ပါတယ်ငါတို့စေကံတိုင်းကိုရက်ပြီးနားရမယ် ပြီးရင်ကုံသွဲရင်နဲ့ဒီပကြီးကားကို လူတိုင်းမြင်အောင်ပြရမယ်တကယ်လို့အဲ့ဒီမင်းကလေးရှိခဲ့ရင်တယောက်ယောက်တော့တည်နိုင်တော့ပါတယ်အဲ့ဒီနောက်အမတ်ချုပ်ကြီးကသူ့ရဲ့စကားအတိုင်းစိတ်ကမ်းမှရနာပြီးလူအုပ်ကြားတဲ့အထီးသွားကပကြီးကားကိုပြသခဲ့ပါတယ်ညီကိုတို့ဒီလိုလှပတဲ့မင်းမျိုးကိုမင်းတို့မြင်ဘူးသလားမမြင်ဘူးဘူးဒါတော့လှပတဲ့မိမကိုဘယ်တော့မှမမြင်ဘူးဘူးဒီလိုနဲ့အမတ်ကြီးလည်း အဲ့ဒီစိတ်ကန်းကနေရှေ့ကိုခီးဆက်လာရင် တခြားတိုင်းပြည်တွေကိုတောင်းလျှောက်လာခဲ့ကြပါပြီအဲ့ဒီတိုင်းပြည်မှာလည်းအရင်နည်းအတိုင်းမင်းခဲ့ပေမဲ့အဖြေကားတော့တစ်ထက်သေးပါပဲမတိဘူးကုံတွေကြီးကျွန်တော်တို့တစ်ခါမှမမြင်ဘူးဒီလိုနဲ့ရက်တွေကနေလားတွေအထိပြောင်းလဲကကုံလွန်လာခဲ့ပါပြီအဲ့ဒီအချိန်အမတ်ချုပ်ဟာပင်မန်းစွာနဲ့စိတ်ကန်းမြူကြီးတိုင်းနေရွာလီတိုင်းအခြားနိုင်ငံကနန်းတော်တိုင်းကိုရောက်အောင်သွားပြီး အဲ့ဒီပကြီးကားကိုဆွဲမလျှော်ပဲပြသခဲ့ပါဗျ။ဒါပေမဲ့ဘယ်သူကမှဒီလောက်လှပတဲ့မိန်းကလေးမျိုးကိုမမြင်ဘူးကြပါဘူး။ဒီမိန်းကလေးကတကယ်ပဲစိတ်ကူးရင် အိမ်မက်တစ်ခုများလား။ငါတို့ဘီရင်ကြီးကသူ့နှလုံးသားကို အချီးနှီးမြှောက်နှံလိုက်ရပြီထင်တယ်။တခင်ကြီးစိတ်ဓာတ်မကြပါနဲ့။ဒီနေ့မဟုတ်ရင် နောက်နေ့တော့အဖြေရမှာပါ။တနေ့မှာတော့ဝေးလံလွန်းတဲ့တိုင်းပြည်ရဲ့ကမ်းခြေတစ်ခုကိုရောက်တော့ အမတ်ချုပ်ကြီးကထုံးစံအတိုင်းအဲ့ဒီပကြီးကားကိုပြပြီးမင်းမြန်းနေကြတာပေါ့ဒီခါမှာတော့ရေလုံသားတယောက်ဖြစ်တဲ့ဖိုးတုပ်ဆိုတဲ့လူငယ်လေးကအံ့ဩသွားတဲ့အမူအရာနဲ့အခုလိုပြောလိုက်ပါတော့တယ်အံ့ဩစရာပဲဒါကကျွန်တော်တို့တိုင်းပြည်ရဲ့မင်းသမီးပဲကျွန်တော်တို့မင်းသမီးနဲ့တပုံစံနဲ့ပဲအဲ့ဒီစကားကိုကြားတော့အမတ်ချုပ်ကြီးဦးဆန်တို့ရဲ့မျက်လုံးတွေကလည်းအယောင်တွေတောက်ပလာခဲ့တာပေါ့ နောက်ဆုံးတော့သူ့ရဲ့ခက်ခဲကြမ်းတမ်းတဲ့ခီးစဉ်က အချီနီမဖြစ်တော့ဘူးဆိုတာသိလိုက်ရပါပြီ။အဲ့ဒီနောက်အမတ်ချုပ်ကဂုံတယ်ကြီးတွေရဲ့ထုံစံအတိုင်းတိုင်းပြည်မှာဂုံတယ်ခွန်းအတက်မင်းကြီးစီမှာရှောက်တင်ဖို့နန်းတော်ကိုသွားခဲ့ပါတယ်။သူ့ရဲ့အဓိကအကြောင်းရင်းကတော့ဖိုတိုပြောသလိုပကြီကားတဲ့ကမင်းကလေးကအမှန်တကယ်ဒီတိုင်းပြည်ရဲ့မင်းသမီးဖြစ်နေမလားဆိုတာစုံစမ်းဖို့ပါပဲ။ဒီလိုနဲ့အမတ်ကြီးကလက်ဆောင်ပနာတွေကိုယူပြီး နန်းတော်ထဲဝင်ဖို့တကားမှုကိုအကြောင်းဆုံးပြောပြလိုက်ပါတယ်။ကုံတယ်ကြီးဒါကဘင်းရဲ့နန်းတော်ဖြစ်တယ်။မင်းရဲ့စကားလုံးတိုင်းကိုတတိထားပါ။ဘင်းနဲ့မင်းသမီးနှစ်ပါးလုံးအထဲမှာရှိနေတယ်။အဲ့ဒီနောက်အမတ်ချုပ်ကတကားမှုရဲ့စကားကိုတေချာနားထောင်ပြီးနန်းတော်ထဲထိဝင်သွားခဲ့ပါတယ်။နန်းတော်ရဲ့အခန်းမကြီးထဲကိုရောက်တာနဲ့အဲ့ဒီမှာရှိနေတဲ့မင်းသမီးဆန္ဒကို တွေ့လိုက်ရတဲ့အခါပါဇက်အဟောင်းသားဖြစ်သွားခဲ့တာပေါ့။ သူမဟာအမှန်တကယ်ပကြီးကားထက်ပိုပြီးဆွဲဆောင်မှုရှိတဲ့အလာကိုပိုင်ဆိုင်ထားတဲ့မင်းသမီးတစ်ပါးဖြစ်နေကြတာပါအဲ့ဒီတိုင်းပြည်ရဲ့ဘယင်းကြီးကတော့အမတ်ကြီးကိုကုံတယ်အစ်စ်အမန်လို့ထင်မှတ်ကမေးလိုက်ပါတယ်ကုံတယ်ကြီးဘာရင်းများအံ့ဩစရာလက်ဆောင်တွေယူလာခဲ့တာလေအရှင်မင်းကြီးကျွန်တော်ကဝေးလံတဲ့နိုင်ငံတွေကနေရွေးချယ်စုဆောင်းထားတဲ့အထူးခြားဆုံးယတနာတွေနဲ့တံပိုးရှိတဲ့ပစ္စည်းတွေကိုယူလာခဲ့ပါတယ် ဒီမှာကြည့်ပါမင်းကြီးရတနာမြုပ်နှံထားတဲ့ဖလားဒီမှာရွှေရဲပြီးတော့ရွှေမှန်တဲ့အန်အောဝယ်စံကူရုပ်ထုအားလုံးကို အရှင်းရဲ့ခြေတော်ရင်မှာပေးအပ်ပါတယ်ဒီမှန်ကဘလောက်တောင်လာလိုက်တယ်လဲကြည့်တဲ့သူက ကိုကိုကိုနတ်ဖရာလိုတောင်ထင်မိမလားပဲဟုတ်ပါတယ်မင်းသမီးဒါပေမဲ့ဒီမှန်ကမင်းသမီးရဲ့အလာကိုမမီနိုင်ပါဘူးမှန်ရဲ့တန်ဖိုးကမင်းသမီးရဲ့ရုပ်ပုံကိုထင်ဟပ်တဲ့အခါမှသာပြေဆုံးတာပါ ကုံတယ်ကြီးမင်းရဲ့လက်ဆောင်တွေကတကယ်ကိုထူးခြားလာတယ်။မင်းကငါရဲ့တိုင်းပြည်အတွင်းမှာကုံသွဲခွင့်ပေးလိုက်ပြီးတက်တောင်တက်တာနေပြီးလိုအပ်တာကိုတောင်းဆိုနိုင်တယ်။အဲ့ဒီနောက်အမတ်ချုပ်လည်းဘာမှတွေ့ဝေမနေတော့ပဲသူ့ရဲ့တိုင်းပြည်ကိုချက်ချင်းပြန်လာပြီးဘီရင်ကြီးကို အစီရင်ခံလိုက်ပါတယ်။အဲ့ဒီအချိန်ဘီရင်ကြီးကတော့အမတ်ကြီးပြန်လာပြီးလို့စာချုပ်လွှာရောက်လာခဲ့တဲ့ကနန်းတော်အတွင်းမှာတောင်းမနေနိုင်ပဲစိတ်ကန်းကနေစောင့်နေခဲ့ပါတယ်။ အမတ်ကြီးနောက်ဆုံးတော့ခမည်းပြန်လာခဲ့ပြီလားပြောငါကိုယ်တော်ခိုင်းတာအောင်မြင်ခဲ့လားသူ့ကိုမြင်ခဲ့ရလားအရှင်မင်းကြီးကျွန်တော်မျိုးတေချာမြင်ခဲ့ရပါတယ်ပကြီးကားထက်တောင်းပို့ပြီးလာပါလွန်ပါတယ်မင်းကြီး သူ့မျက်လုံးတွေရဲ့အရောင်ဟာလာကိုယ်တော်အနိုင်နိုင်တယ်လို့သူ့မျက်နာပေါ်ကရောင်ကြီးတွေကလည်းနေမင်းထက်တောက်ပါနေပါတယ်တကယ်ပြောတာလားအဲ့ဒါကအမတ်ကြီးရဲ့ထင်အောင်ထင်မှမဟုတ်ဘူးလားငါကိုယ်တိုင်မြင်ချင်တယ် အရှင်မင်းကြီးကျွန်တော်မျိုးလာပေါင်းများစွာသူ့ရဲ့အမျိုးအနွယ်နဲ့စိတ်နေသဘောထားကို ရှာဖွေခဲ့ပါရယ်သူက ပင်လယ်ချားနိုင်ငံရဲ့မင်းမီတပါပါကျွန်တော်မျိုးပန်ပိုင်နိုင်နိုင်စုံစမ်းပြီးပါပြီသူကကျွန်တော်တို့ရှာတဲ့သူမှန်ပါတယ်ဒါဆိုဘာလို့နောက်ကျအောင်ဆောင်နေရမှာလဲတင်မော့ကိုအခုချက်ချင်းပြင်ဆင်လိုက်ရတနာရီနဲ့အန်အောဘွယ်ရုပ်တွေကိုအကုန်တင်ဆောင်ခဲ့သူ့ကိုရဖို့အတွက်ဘလို့အကက်ခဲကူမှငါမကြောက်ဘူး ဒီလိုနဲ့ဘရင်ကြီးတီဟာဒီပါကမင်းသမီးအတွက်လက်ဆောင်ပနာတွေကို လာပေါင်းများစွာပြင်ဆင်ပြီးတဲ့နောက်တင်မော်နဲ့ပင်လယ်တဲကိုစတင်ထွက်ခွာခဲ့ပါတယ်။ဘရင်ကြီးရဲ့မျက်လုံးထဲမှာတော့ပကြီကားတွေကအလှပိုင်ရှင်ရဲ့ပုံရိပ်တစ်ခုရှိနေကြတာပါ။ဒီလိုနဲ့အဲ့ဒီတင်မော်ကြီးကန်းကိုကတ်တာနဲ့အမတ်ချုပ်ကြီးကမင်းသမီးရှိတဲ့နန်းတော်တွေကိုအရောက်သွားခဲ့ပြန်ပါတယ်။အရှင်မင်းကြီးကျွန်တော်မျိုးဒီနိုင်ငံကိုနောက်တစ်ချိန်ပြန်ရောက်လာပါပြီ။ ်မနစ်ကလိုပဲထပ်ပြီးတော့ကုံသွဲခြင်းပါတယ်မင်းကြီးခွင့်ပြုမယ်ဆိုရင်ကျွန်တော်ရဲ့တင်မောဘော်ကပစ္စည်းတွေကိုခြာခွင့်ပေးပါကုံသွဲကြီးကြိုးဆိုပါတယ်ငါတို့နိုင်ငံမှာကုံသွဲဖို့မင်းကိုခွင့်ပြုလိုက်ပြီးဒီတစ်ခါလဲထူးခြားတဲ့ပစ္စည်းတွေယူလာမယ်လို့မျှော်လင့်ပါတယ်အဲ့ဒီနောက်အမတ်ချုပ်ကဘီရင်ကြီးရဲ့လက်ဆောင်ဗနာတွေကိုဆက်တာပြီးတဲ့နောက်မင်းသမီးဆန္ဒရဲ့အခန်းစီကိုသွားပြီးကစားစရာရုပ်တွေကိုတစ်ခုချင်းစီပြသလိုက်ပါတယ်။ ဒီချင်းလေးကတကယ်ကို ဟိန်းနေတာပဲဒီငက်ကလေးကလည်းတကယ်ကိုပြန်နေတာပဲဒါရီအလုံးရှင်တို့နိုင်ငံမှာလောက်တာလားဒါရီကတာမန်အယုတ်တွေပါမင်းသမီးကျွန်တော်တို့တင်းမော့ဘုံမှာဆိုရင်မင်းသမီးအံအားတင်သွားမယ်အံအောဝယ်အရာတွေအများကြီးရှိပါသေးတယ်တကယ်ပဲပို့ပြီးထူကြတဲ့ယုတ်တွေရှိသေးလားဒါဆိုရင်ငါကိုယ်တိုင်သွားကြည့်ရမှာပေါ့မင်းသမီးကအမက်ကြီးရဲ့အကြံကိုမသိဘဲသူ့ရဲ့အစီအကံနေတဲ့အတူ ်တင်းမောစီကိုလိုက်လာခဲ့ကြပါဗါတယ်။အဲ့ဒီတင်းမောမှာတော့ဘုရင်ကြီးကသူကိုယ်တိုင်မင်းသမီးကိုကြိုဆိုပြီးလက်ဆောင်နေပေးနေကြတာပေါ့ကြိုဆိုပါတယ်မင်းသမီးမင်းသမီးရောက်လာတဲ့အတွက်ကျွန်တော်တို့သင်းမောက ပို့ပြီးမင်္ဂလာရှိသွားပါပြီအရှင်တို့မှာတကယ်ပဲအောင်းအဝယ်ရုပ်တွေရှိနေတာပဲတခုချင်းစီကိုကြည့်ရတာနဲ့ရင်ပျော်စရာကောင်းလာတယ်မင်းသမီးဒါရီအလုံးကမင်းသမီးအတွက်ပါပဲမင်းသမီးပြုံးလိုက်တာနဲ့ဒီရုပ်တွေရဲ့အလှက ပိုပြီးတိုးပွားလာပါတယ်။မင်းသမီးနဲ့အစီကံတွေကတင်မောဘောကရုပ်တီကိုကြည်နေတော့ဘရင်ကြီးရဲ့ခိုင်းစေချက်အတိုင်းတင်မောသားတွေကဂုံးဘက်ဂျိုးကိုတိတ်တိတ်လေးဖြတ်လိုက်ကြပါတယ်။ပြီးတာနဲ့တင်မောကြီးကပင်လယ်လိုင်းတွေပေါ်မှာစတင်ပြေးလွှာနေကြတာပေါ့။ကန်းချီဝေးသွားပေမဲ့မင်းသမီးနဲ့အစီကံတွေကအယုတ်တွေနဲ့စိတ်ဝင်စားနေတော့မို့သူတို့အပိုင်းစည်းခံလိုက်ရတာကိုလုံးဝမသိလိုက်ကြပါဘူး။ရုပ်တီရဲ့ပင်လယ်လိုင်းခက်တံတွေကိုကြာတော့မှ မင်းသမီးရဲ့အစီအကံတွေကကန်းကြီးရဲ့အဝေးမှာရောက်နေပြီဆိုတာသိလိုက်ရပါတယ်။ဒီခါမှာတော့မင်းသမီးလည်းဒေါသတကြီးနဲ့ဘယင်ကြီးကိုပြောဆိုလိုက်တော့တာပေါ့။ဒါကဘာတွေလဲ။ကန်းကြီးနဲ့ဘာလို့ဝေးသွားတာလဲ။ငါတို့ဘယ်ကိုသွားနေတာလဲ။တင်းမော့ကိုချက်ချင်းရက်ဆန်။မင်းသမီးကျေးဇူးပြုပြီးစိတ်ကိုငြိမ်ငြိမ်ထားပါ။ကိုရောမတရားတာမလုပ်ပါဘူး။ကိုရောမင်းသမီးကိုလူရက်ဖို့အတွက်ခိုးယူတာမဟုတ်ပါဘူး။ဒါဆိုဘာအတွက်လဲ။မရှက်ဘူးလား။ မိမတယောက် ကိုလဲပြပြီးခိုးယူရတယ်။မင်းသမီးကိုရောပထမဆုံးအချိန်မင်းသမီးရဲ့ပကြီကားကိုမြင်ကလေးကမင်းသမီးကကိုရောအသက်ဝိညာဉ်ထဲမှာနေရာယူသွားခဲ့ပါပြီ။အဲ့ဒီပုံကကိုရောကိုဖန်ဆားသွားခဲ့ရပါ။အဲ့ဒီအတွက်ကိုရောအေးပြက်ခဲ့ရတယ်။တစ်ခါမှစိတ်မအေးခဲ့ရဘူး။မင်းသမီးကိုရဖို့အတွက်ပင်လယ်ခုနှစ်ခုကိုဖြတ်ခဲ့ရတာပါ။ကျမကိုရဖို့အတွက်လားမိမတယောက်ကရှင်ရယူဖို့ပြည်စီလား။ မဟုတ်ပါဘူးမင်းသမီးကိုတော့လဲစားခဲ့တာကိုဝန်ခံပါတယ်ဒါပေမဲ့ချစ်ချင်းမြတာက ကိုတော့ကိုမှလွဲမှရှောင်းတာဖြစ်စေခဲ့တာပါချစ်ချင်းမြတာဆိုတာလွတ်လပ်မှုကိုပေးတာပိုင်ဆိုင်ခြင်းကိုမပေးဘူးအခုရှင့်ရဲ့လောက်ရကချစ်ချင်းမြတာမဟုတ်ဘူးကိုချိုးအတွက်ပဲမင်းသမီးခွင့်မပြုဘူးဆိုရင်ကိုတော့ချက်ချင်းလွတ်ပေးပါမယ်ဒါပေမဲ့ယေရှုပြုပြီးကိုရောရဲ့စိတ်ထဲကဆင်းရဲဒုက္ခကိုတစ်ချက်လောက်နားလည်ပေးပါ ိုရောမင်းသမီးရဲ့ရှေ့မှာကျွန်တယောက်လိုရန်နေပါတယ်မင်းသမီးကကိုရောကိုညင်းပယ်နိုင်ပါတယ်ဒါပေမဲ့ကိုရောရဲ့ဆန္ဒကိုအပြစ်လို့မခေါ်ပါနဲ့အဲ့ဒီနောက်မှာတော့မင်းသမီးကဘယင်ကြီးရဲ့စကားရင်းနဲ့သူ့ရဲ့မျက်နှာပေါ်ကယူသားမှုကိုမြင်တွေ့သွားခဲ့ပါတယ်ဘယင်ကြီးရဲ့မျက်လုံးထဲမှာမျက်ယူတွေရှိနေပေမဲ့တောက်ပါတဲ့ချစ်ချင်းမတာကိုလည်းတွေ့လိုက်ရတာပေါ့ရှင်ကတကယ်ပဲကျမအတွက်ဒီလောက်တောင်ယူသွင်းနေတာလားဟုတ်ပါတယ်မင်းသမီး တကယ်လို့မင်းသမီးသာကိုရော့ကိုလက်ခံမယ်ဆိုရင်ဒီဘဝမှာ ကိုရော့အတွက်တခြားဘာမှမလိုတော့ပါဘူးဒီအခါမင်းသမီးလည်းဘယင်ကြီးရဲ့စကားတွေအောင်မှဒေါသတွေကတပြည့်ပြည့်အကြီးပြောသွားခဲ့တာပေါ့ဒါအပြင်သူ့နှလုံးသားထဲမှာလည်းခံစားချက်အသစ်တခု ပေါ်ပေါက်လာခဲ့ပါတယ်ဒါကြောင့်မင်းသမီးကစန့်ကျင်ညှဉ်းဆဲမှုကိုရပ်လိုက်ပြီးဂျန်နဲ့ငယ်အတွင်းမှာပဲဘယင်ကြီးအပေါ်ကိုချစ်ချင်းမြတ်တာတွေစည်းဝင်နေခဲ့ပါပြီ။ ဒီလိုနဲ့တင်းမောင်ကြီးနဲ့ခီးနင်လာတာရက်ပေါင်းများစွာကြတော့သူတို့တိုင်းပြည်ရဲ့အနီးကို ပြန်ရောက်လာကြပါပြီအဲ့ဒီအချိန်ဘယင်ကြီးနဲ့မင်းသမီးတို့ကတင်းမောင်ရွက်တိုင်အောင်မှထိုင်ပြီးစကားပြောရင် နေဝင်ချင်းကိုရှူစားနေကြပါတယ်ဟိုမှာကြီးလိုက်ပါအောင်ကုန်းမြေကိုမြင်နေရပြီမဟုတ်လားအဲ့ဒါကငါ့ရဲ့တိုင်းပြည်ပဲမင်းသမီးရုံးကိုမယုံနိုင်ဘူးဘယင်ရဲ့အနှဲငယ်တို့ကရှင့်ကိုမုန်းတီးခဲ့ပေမဲ့အခုတော့ရှင်မရှိပဲတစ်ဆက်ကတ်တော့မနေနိုင်တော့ဘူး အဲ့ဒီချိန်မတ်ချိုကြီးဦးဆန်တို့ကတော့တင်မောရဲ့ဂုံးဘတ်မှာထိုင်ရင်အတွင်းနယ်ချက်နေကြတာပေါ့ရုတ်တရက်ဆိုသလိုပိန်ညင်းငတ်နဲ့ကျက်တူရဲ့ငတ်တို့ဟာတောင်ပံခတ်တန်းနဲ့အတူတင်မောတိုင်းပေါ်မှာနားရင်အမောဖြေနေကြပါတယ်ဒီတင်မောပေါ်မှာငါမပြောဘူးပုံမြင်လေးတစ်ပုဒ်လောက်ပြောပြပါအောင်ပုံမြင်ကတော့ငါတို့မျက်စီရှင်းမှာဖြစ်နေတာပဲလေလူငယ်ဘီရင်နဲ့သူ့ရဲ့စစ်ဆက်ထားသူကိုကြည်လိုက်ပါအောင်ဘလောက်တောင်ပြောနေလိုက်ကြသလဲ ဒါပေမဲ့အဲ့ဒီဘီရင်က3ရက်ပဲရှင်သန်ရတော့မယ်3ရက်ကြာရင်သူတို့ကန်းခြေကိုစိုက်ကမယ်ဘီရင်ကိုကြိုးစို့ဖို့စစ်တီတွေကစင်မြင်းနေနဲ့ရောက်လာကြလိမ့်မယ်ပြီးတော့ဘီရင်စီးဖို့တောင်းဝင်မြင်းလည်းအသင့်ရှိနေလိမ့်မယ်ဒါပေမဲ့အဲ့ဒီမြင်းကမြင်းအောင်ဆောင်ထားတဲ့ဘလူးတကောင်ပဲဘီရင်ကမြင်းပေါ်မှာထိုင်လိုက်တာနဲ့အဲ့ဒီဘလူးကသူ့ကိုကောင်းငင်ပေါ်ပြန်တက်ပြီးပင်လယ်ထဲပြစ်ချလိမ့်မယ်သူရဲ့မင်္ဂလာပွဲမတိုင်ခင်မှာပဲမင်းသမီးရဲ့ကံကြမ္မာကဆိုးဝါးသွားလိမ့်မယ် ဘလို့လှပတဲ့အတွေ့လေးလဲတနာစရာဒုက္ခပင်လဲရိုက်ခတ်တော်မယ်ဒါဆိုရင်ဘယင်လုံးဝမလွတ်မြောက်နိုင်ဘူးလားလွတ်မြောက်နိုင်နေတယောက်ယောက်ကဘယင်မြင်းကို မထီခင်ပါပဲမြင်းရဲ့ကောင်းကိုဖျက်ပစ်လိုက်ရင်လွတ်မြောက်နိုင်နေဒါပေမဲ့အဲ့ဒီအကြောင်းကိုဘယ်သူကမှပြောလို့မရဘူးပြောတဲ့သူရဲ့ခန္ဓာကိုယ်သုံးပုံတစ်ပုံက ကြောက်တုံးဖြစ်သွားလိမ့်မယ်ငှက်နှကောင်ကသူတို့အချင်းချင်းပြောပြတာနဲ့နေရာကနေပြန်တန်းထွက်ခွာသွားပါတော့တယ် ဒီချိန်တရိတ်ဆန်နေပြောတဲ့မာဂရာစကားကို နားလေတဲ့အမတ်ချုပ်ဦးဆန်တို့ကနှံ့နှကောင်ရဲ့စကားကိုကြားပြီးဘာမှမတွေးနိုင်တော့အောင်နေရာမာရင်ငြိမ်သက်နေမိပါတယ်။သူ့ရဲ့မျက်လုံးတွေထဲမှာလည်းဘယင်ကြီးအတွက်ဝမ်းနဲ့မြိုက်တွေစွလာခဲ့တာပေါ့။ဖះရည်တခုမဟုတ်ဘူး။တေချင်းတရားနှစ်ခုကငါတို့ဘယင်ကိုစောင့်နေတာပဲ။ဒီလိုနဲ့နောက်တစ်နေ့ကိုရောက်လာတော့တင်မော်ဂျီကကန်းချင်နေပို့ပြီးနှီးလာခဲ့ပါပြီ။ ဒါကြောင့်အမတ်ချုပ်ဦးစံတို့တယောက်ဘာလို့ရမှန်းမသိပဲစိုးရိမ်ပူပန်မှုတွေနဲ့ကုန်းဘတ်ပေါ်မှာထိုင်နေခဲ့ပါဗါးအဲ့ဒီအချိန်မှာပဲအရင်နေ့ကငှက်ကလေးနှစ်ကောင်က ပြန်ရောက်လာပြီးတင်းမောတိုင်ပေါ်မှာနားနေခဲ့ပြန်ပါတယ်ဒါကုံမြင့်တဲ့အမတ်ချုပ်ကြီးကဘီရင်ကြီးအတွက်ကံကြမ်းရဲ့ဆုံးဖြတ်ချက်ကိုနားထောင်ရမလို့ဒီဇိုင်းမတ်မတ်ကြည့်နေကြတာပေါ့ဘယင်းကြီးကအဲ့ဒီမြင်းအောင်ဆောင်လာတဲ့ဘလူးလက်ထဲကနေလွတ်မြောက်ခရင်ရောမင်းသမီးနဲ့ပျော်ရွှင်စွာအသက်ရှင်နေနိုင်ပါလား မဟုတ်သေးဘူးဘယင်းကအသက်ရှင်ရအောင်မှမဟုတ်ဘူးမင်းသမီးရဲ့ကံကြမ္မာမှာလည်းဒုက္ခတွေပဲရထားတယ်မင်းကနေလွတ်မြောက်ရင်တော့မင်္ဂလာပွဲမှာတည်ဆုံးလိမ့်မယ်မင်္ဂလာပွဲမှာဘယင်းကြီးရွှေအစ်စ်နဲ့လှုပ်ထားတဲ့ပုဂံပြားတစ်ခုကို မြင်လိမ့်မယ်အဲ့ဒီပုဂံကအရန်လှလွန်းလွန်းဘယင်းကကိုင်းကြည့်ပြီးတော့အဲ့ဒီပုဂံမျိုးနောက်ထပ်တရားလှုပ်ခိုင်းဖို့ရွှေပရင်စရာတွေကို အမိန်ပေးလိမ့်မယ်ဒါပေမဲ့ခဏကြာမှာပဲ သူသတိလက်ပြီးတည်ဆုံးသွားလိမ့်မယ် ဘာလို့လဲဆိုတော့သူ့ကိုလှုပ်ကြံမဲ့သူတွေကအဲ့ဒီပကံပြားပေါ်မှာ အစိတ်လိမ့်ထားလို့ပဲဘယင်းကြီးကန်လိုက်တာနဲ့အစိတ်ကအေးပြားတဲ့ဝင်သွားပြီးတော့ချက်ချင်းသေးစီလိမ့်မယ်ဘယင်းရဲ့အသက်ကိုမသေးနိုင်အောင်ဘလို့တားစီရမလဲတရားရောက်ကအဝတ်စားနဲ့ပကံကိုကင်ပြီးဝေးရကိုပြစ်ချလိုက်ရင်တော့ဘယင်းကြီးအသက်ရှင်လိမ့်မယ်ဒါပေမဲ့ဒီအကြောင်းကိုလည်းဘသူကမှပြောလို့မရဘူးမဟုတ်ရင်အရင်လိုပဲကြောက်တုံးဖြစ်သွားလိမ့်မယ်အဲ့ဒီငှက်နှကောင်က ဘရင်ရဲ့ကံကြမ္မာကြောင်းပြောဆိုပြီးတာနဲ့အဝေးကိုထပ်ပြီးပြန်သန်းသွားပြန်ပါတယ်။ဒါပေမဲ့အမတ်ချုပ်ကြီးရဲ့မျက်နှာပေါ်မှာတော့ကြောက်ရွံ့မှုနဲ့ကြီးမားတဲ့စိုးရင်ပူပန်မှုတွေရှိနေကြတာပေါ့။အရှင်မင်းကြီးရဲ့တေချင်းတရားကလုံးဝကိုတားဆီးလို့မရတော့ဘူးလား။သူ့ကိုမကယ်ရင်ငါ့ရဲ့တာဝန်ပေါ်ရုံမှုပဲ။ဒါပေမဲ့ပြောလိုက်ရင်လည်းငါကိုယ်တိုင်က ကြောက်တုံးဖြစ်သွားမယ်။မပြောရင်လည်းငါဘရင်သေးလိမ့်မယ်။ဒါဘလို့စမ်းသပ်မှုလဲ။ဒီလိုနဲ့နောက်ဆုံးတော့ တင်မောကန်းကြီးရဲ့အနည်းဆုံးနေရာကိုရောက်လာခဲ့ပါပြီ။တစ်ချိန်တည်းမှာပဲအဲ့ဒီငှက်နှကောင်ကတင်မောဝေါ်ကိုနောက်ထပ်ရောက်လာပြန်ပါတယ်။တကယ်လို့ဘယင်းကြီးကအစိတ်ပကံကနေလွတ်မြောက်ခင်ရောမင်းသမီးနဲ့အတူတူနေနိုင်ပါလား။မဟုတ်သေးဘူး။ဘယင်းကအသက်ရှင်ရအောင်မှ မဟုတ်ဘူး။မင်္ဂလာပွဲပြီးရင် တော်ဝင်အိမ်ခန်းထဲမှာဇနီးမောင်နှံအိပ်ပျော်နေတဲ့အချိန်ညနေချက်ကနေငွေတကောင်ဆင်းလာလိမ့်မယ်။ပြီးရင်သူ့ပါဇက်က အစိတ်တစ်စက်ကိုမင်းသမီးရဲ့ပါပြင်ပေါ်ချပေးလိုက်မယ်။ဘယင်ကအိယာနိုလိုမျက်လုံးဖွင့်ပြီးတော့မင်းသမီးရဲ့ပါကိုနမ်းတဲ့အခါကျရင်တေးမှာပဲလေ။ချစ်ချင်းမြတ်တာရဲ့ညာကိုဒီလိုအဆုံးသတ်မှာလား။အဲ့ဒီအတွက်ရောတားဆီးဖို့နည်းလမ်းမရှိဘူးလား။တယောက်ယောက်ကမင်္ဂလာဆောင်ခန်းထဲမှာပုံနေပြီးတော့မင်းသမီးရဲ့ပါပေါ်ကအစိတ်ကိုချက်ချင်းရှာနေရပြီးဘရင်အသက်ရှင်လိုက်မယ်အစိတ်ကိုရက်တဲ့သူကလည်းချက်ချင်းနွားနို့တစ်ခွက်တောက်လိုက်ရင် မသေးနိုင်ဘူး ဒါပေမဲ့တော်ဝင်အရာကန်းထဲမှာပုံဖို့ဘသူကများရှေရှေဝန်းဝန်းလုံနိုင်ပါလေဘင်းရင်ကညမာကိုရှောင်လဲလို့မရနိုင်ဘူးတင်နေဒီเจ้าတွေကိုအကုန်လုံးတည်နေတဲ့အမကြီးကတော့ဘင်းကြီးရဲ့ကညမာကိုဘယ်လိုရှောင်လဲရမလဲဆိုတာကိုစဉ်းစားမရဖြစ်နေကြရပါဘောစိတ်ကမ်းပေါ်မှာတော့ဘင်းကြီးကိုကြိုးစိုးနေတဲ့လူအုပ်ကြီးနဲ့စင်မြင့်တွေကစီတန်းလုံနေပါတယ်ဒါအပြင် တော်ဝင်ဒုတိယတန်းနေတဲ့အတူဘင်းကြီးစီဖို့ယူဆောင်လာတဲ့ရွှေမြင်းကြီးကလည်းလှပတင်တင်နေတာပေါ့ ဘလောက်တောင်လာပါတယ်မြင်လဲအမတ်ကြီးကြည့်ပါဦးဒီမြင်းက ကောင်းကင်ဘော်ကကြာလာတယ်လို့ပဲဘယင်းကြီးကအဲ့ဒီမြင်းစီကိုစိတ်အားထက်သန်စွာနဲ့ရှောက်သွားတာကိုမြင်တော့အမတ်ချို့ရဲ့မျက်နှာကစိုးရိမ်ပူပန်မှုတွေနဲ့တင်းမာသွားခဲ့ပါတယ်ဘယင်းကြီးမြင်းပေါ်တက်မဲ့အချိန်မှာပဲအမတ်ချို့ကြီးကသူ့ရဲ့ဓာတ်ကိုဆွဲထုတ်ပြီးတစ်ချက်တည်းနဲ့ရွှေမြင်းရဲ့ကောင်းကိုဖျက်ပစ်လိုက်တာပေါ့ဒီခါပဝန်းကျင်တစ်ခုလုံးကအထိတ်တလန့်ဖြစ်ပြီးစူညံပွက်လော ရှိုက်သွားခဲ့တာပေါ့ဥဆန်တို့ခမည်းပါလို့လိုက်တာလေ ဘာလို့ငါမြင်းကိုတတ်တာလဲခမားယူသွားပြီလားဘာလို့မပြောတာလဲခမားငါရဲ့အစီကံဖြစ်ရတာစိတ်ကုန်ပြီလားဒါပေမဲ့ခမားကငါ့ပေါ်မှာတတ်တလုံးသစ္စာရှိကြတာမလို့ဒီတစ်ခါတော့ခမားရဲ့အမားကိုခွန့်လွတ်ပေးလိုက်မယ်ဒါပေမဲ့နောက်ဆုံးအချိန်ဖြစ်ပါစေအမတ်ကြီးကတော့အဆိုးအကောင်းဘာမှပြန်မပြောပဲတိတ်ဆိတ်စွာရန်နေခဲ့ပါတယ်အဲဒီနောက်ဘယင်ကြီးရှေ့ဆက်သွားတော့မှ သူ့ရဲ့စိတ်ထဲကနေပြောနေမိတာပေါ့အရှင် ကျွန်တော်ဘာလို့ဒီလိုလုပ်ရလဲဆိုတာကိုသိရင်ခွင့်လွှတ်ရုံနဲ့မဟုတ်ပဲကောင်းကြီးပေးမှာပါဒီလိုနဲ့အမတ်ကြီးရဲ့စိုးရိမ်မှုတစ်ခုဖြစ်တဲ့မင်္ဂလာဆောင်တဲ့နေ့ကိုရောက်လာခဲ့ပါပြီနန်းတော်ကြီးတစ်ခုလုံးကရောင်စုံမီးတွေနဲ့တောက်ပါနေသလိုလူတိုင်းကလည်းဘယင်ကြီးရဲ့လက်ထပ်ပွဲအတွက်ပျော်ရွှင်နေကြတာပေါ့ဒီပကံကတကယ်ကိုအံ့ဩစရာပဲအမတ်ကြီးဒီလိုပကံမျိုးတရားကိုပရိန်သမားတွေစီမှာလှောက်ခိုင်းခြင်းနဲ့အဲ့ဒီလိုပြောပြတာနဲ့ ဘီရင်ကြီးကပကန်းစီကိုလက်လန်းလိုက်တဲ့အခါအမတ်ချုပ်ကြီးကလျှက်စည်းလိုလင်မြန်စွာနဲ့ပကန်းကိုကောက်ယူပြီးပြေးထွက်သွားပါတော့တယ်။သူ့ရဲ့လုပ်ရကြောင်းခမ်းမဆောင်တွေကလူတွေအားလုံးလည်းအံ့ဩတုန်လှုပ်သွားတာပေါ့။ဦးစံတိုးရက်လိုက်စံဒါကဘလို့ရမ်းဆိုင်မှုလဲ။အမတ်ချုပ်ကြီးကဘာမှပြန်မပြောပဲလက်စိတ်စွာနဲ့ပကန်းကိုသာ ဝေးရထိပြချလိုက်ပါတယ်။ဒီနေ့ငါရဲ့လက်ထပ်ပွဲမှာဧည့်သည်တွေအများကြီးရှိတယ်။ဒါကြောင့်ငါမင်းကိုဘာမှမပြောတော့ဘူး။ ဒါပေမဲ့မင်းရဲ့လောက်ရတွေကနေ့စဉ်နဲ့အမျှထူးဆန်းလာပြီနော်အမကြီး။ဘီရင်ကြီးကစိတ်မချမ်းမြေ့စွာနဲ့မင်းသမီးကိုကြည်လိုက်တဲ့အခါသူမကဘာမှအမူအရာမပြဘဲတိတ်ဆိတ်နေတာကိုသတိထားမိလိုက်ပါတယ်။ညဘက်ရောက်တဲ့အခါမင်္ဂလာဆောင်ပြီးခါစားဘီရင်ကြီးနဲ့မင်းသမီးဆန္နာတို့ကတော်ဝင်အိတ်ခန်းထဲမှာငြိမ်သက်စွာဤပြောနေကြပါပြီ။ဘီရင်တစ္ဆာတော်ကအမချုပ်ကြီးကတော့အသက်ကိုတောင်ရဲရဲမရှူဝင်မဲကလကာနောက်မှာပုံနေပြီး သူ့ရဲ့မျက်လုံးတွေကအိတ်ခမ်းမျက်နှာချက်မိုးစီကိုစူးစိုက်ကြည့်နေခဲ့ပါတယ်။ရုပ်တရက်မျက်နှာချက်အစွန်းတနေရာက မွေးကြီးတစ်ကောင်ကဆင်းသက်လာတာကို တွေ့လိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲသူ့ပါဇက်ကအစိတ်တစ်စက်ကအိပ်ပျော်နေတဲ့မင်းသမီးရဲ့နူးညံ့တဲ့ပါပြင်ပေါ်သို့တက်တက်ကြလာပါတော့တယ်။ဒီအခါအမတ်ကြီးလည်းချက်ချင်းပြေးထွက်လာပြီးမင်းသမီးရဲ့ပါပြင်ပေါ်ကအစိတ်ကို ရှားနဲ့ရက်လိုက်ပါတယ်။အဲ့ဒီနောက်ကြိုတင်ပြင်ဆင်ပြီးယူလာတဲ့နွားနို့ကို အချိန်မဆိုင်မဲ့ချက်ချင်းတောက်ချလိုက်တော့တာပေါ့ဒီလိုထဲလန့်စရာအချိန်နေမှာပဲမင်းသမီးကရုတ်တရက်နိုးလာခဲ့ပါတယ်ဒါကဘာလဲဦးစံတို့အဲ့ဒီအချိန်ဘယင်ကြီးကလည်းအိယာကနေလန်နိုးလာခဲ့ပါတယ်ခမရငါတို့အိတ်ခန်းထဲမှာဘာလုပ်နေတာလဲငါမိဖုရားအနာကိုဘယ်လိုရောက်နေတာလဲဘယင်ကြီးကျမမျက်လုံးဖွင့်လိုက်တော့သူကကျမပါးပေါ်မှာရှိနေတာပဲ။ ဒီခါမှာတော့ဘယင်းကြီးလည်းသူ့ရဲ့ဒေါသစိတ်ကိုမထိန်နိုင်တော့ပဲတကားဆောင်ကိုကော်ပြီးအမိန်ပေးလိုက်ပါတယ်။ဒီတစ္ဆဖောက်ကိုဖမ်းလိုက်စမ်းမနဲ့နေထွက်တာနဲ့မြို့ရိုးပေါ်မှာကြိုးပေးလိုက်။တစ္ဆဖောက်ဆိုတဲ့ဆွဆွဲချက်အောင်မှာအမတ်ကြီးကဘာတခွန်းမှခြေပါခြင်းမရှိပဲခေါင်းငုံကဖမ်းဆီးခံလိုက်ရပါတယ်။သူကဘယင်းကြီးကိုသုံးချိန်တိုင်းတိုင်းအန်ရဲကနေရဲရဲဝံ့ဝံ့ကဲတင်ခဲ့ပေမဲ့အခုအချိန်မှာအမန်တရားကသူ့ဘက်မှာမရှိတော့ပါဘူး။ ဒါကဘရင်အသက်ကိုကယ်တင်ဖို့အတွက်သူအသက်ရှင်နေချိန်မှာပေးဆက်လိုက်ရတဲ့ဝမ်းနေဘွယ်အနစ်နာခံမှုရဲ့တန်ဖိုးပါပဲ။